အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကထမင်းလဲမဲအောင်လို့ရိုးရိုးရှင်းရှင်းလေးနဲ့တရက်ကျင်တုပ်လေးကိုသုံးမယ်ဒါလေးနဲ့လိုက်ဖက်ဖို့အတွက်ကိုကျွန်တော်အရေတောင်းအနေနဲ့ငါးကောင်းစွတ်ပြုတ်လေးကိုပြုတ်ပြီးတော့စားမှာဖြစ်ပါတယ်ခင်ဗျာငါးကောင်းတွေကိုကတော့ကျွန်တော်ငါးရောင်းနဲ့ဆိုင်ကနေပြီးတော့ဝယ်ခဲ့တယ်ဒါအားလုံးကိုမှဆက်စစ်ပတ်ဖို့ပဲကြားပါတယ်အရင်ဆုံးကျွန်တော်ဝယ်လာတဲ့ငါးကောင်းတွေကိုကျွန်တော်စင်အောင်လို့ဗဟတ်တွေတဲ့အထက်ထက်ကိုကျွန်တော်ဆေးတယ် ငါးညင်နဲ့အရန်ပြင်းမှာဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အရင်ဆုံးဇပလင်လေးထည့်ပြီးတော့ကျွန်တော်တရေပေါ့နော်ကျွန်တော်ပြုတ်လိုက်တယ်ဒါကလည်းငါးကောင်းနူရဲထစ်ကိုကျွန်တော်မပြုတ်ဘဲနဲ့ဒီတိုင်းလေးဖိုးပေါ်တင်ပြီးတော့ရေလေးစုလာတဲ့အထိပဲကျွန်တော်ပြုတ်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ဒီငါးကောင်းနေအားလုံးကိုကျွန်တော်ပြန်ပြီးတော့ဆဲထုတ်လိုက်ပါမယ်အရန်နူးသွားတဲ့ထစ်ကိုကျွန်တော်မပြုတ်ဘူးခဏလေးပဲဒီအညီလေးတွေထွက်သွားပြီးတော့အကြည့်အကျွဲလေးတွေထွက်တဲ့အထိပဲကျွန်တော်ပြုတ်ပါမယ်ခင်ဗျာ ဒီလိုတရေပြုတ်လိုက်ခြင်းအပြင်ငါးညီနန်းကအရင်မညီတော့ဘဲနဲ့ငါးညီနန်းလေးပြော့သွားပါတယ်ပြီးလို့ရှိရင်တော့ဒီရေတို့ကိုတုံပစ်လိုက်ပါမယ်အရေတရားလုံးတုံထုတ်ပြီးပြီဆိုလို့ရှိရင်တော့နောက်ထပ်ကျွန်တော်တို့ထပ်ပြုတ်ပါမယ်ကျွန်တော်ကတော့မယမ်းမရထဲတယ်ပြီးရင်စိမ်းစမ်းငက်ပြီးအနေငယ်ထဲပြီးရင်ရေလေးလိုတလောက်ထည့်လိုက်ပါမယ်ပြီးရင်တော့ဇပလင်လေးထုထားတာလေးကိုအစ်စ်ပေါ့နော်ဇပလင်အစ်စ်လေးတစ်ခုကိုပြန်ထည့်ပြီးတော့စူအောင်တင်လိုက်ပါမယ်ခင်ဗျာဟင်းအိုးစူတာစောင့်နေတော့ကျွန်တော်တရက်ချင်တုပ်လေးတုပ်လိုက်ပါမယ်အရင်ဆုံးကျွန်တော်ကတော့ကျက်သွန်ပြူစီချက်ကိုမတုံးမနဲ့ကျက်သွန်နီစီချက်ကမှုလဲမှုလဲအတွက်ကြောင့်မလို့ဆန်ွေးမုတ်လေးအနေငယ်ထည့်ပြီးတော့ ကျွန်တော်တို့ဒီလိုအနေထားလေးရပြီဆိုလို့ရှိရင်စီတက်တက်အဖက်တက်တက်လေးကျွန်တော်ဖယ်ထားလိုက်ပါမယ်ခင်ဗျာဒါကမြန်မာပြည်ကလာတဲ့ ready made တရချင်ထုတ်လေးပေါ့နော်ဒါကလည်းလွယ်လွယ်ကူကူနဲ့ဆိုတော့ကျွန်တော်တို့အစင်သိမ့်လေးတုပ်စားလို့ရတယ်ဒါကိုကျွန်တော်တို့အရင်ဆုံးဖောက်ပြီးလို့ရှိရင်ကျွန်တော်တို့ရေပေါ့နော်သူကအရန်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရေလေးထည့်ပြီးတော့ကျွန်တော်တို့စားနိုင်တဲ့အနေအထားထိရအောင်အထက်ထက်လေးဆေးလိုက်ပါမယ်။ကျုပ်ကအချင်ကြိုက်တယ်ဆိုလို့ရှိရင်တော့၂ရေ၃ရေလေးဆေးလိုက်ရင်ကိုရပါတယ်။ကျွန်တော်ကတော့၃ရေပေါ့နော်ဒီလိုမျိုးလေးညှစ်ပြီးတော့ဆေးလိုက်ပါတယ်။ ပြီးရင်တော့ချက်သွန်စိမ့်လေးထည့်ပါမယ်ခင်ဗျာပြီးရင်ချက်သွန်နီစီချက်လေးထည့်မယ်ပြီးရင်ခုနကချက်သွန်နီစီချက်ကြော်ထားတော့ကစီလေးကိုပဲထည့်လိုက်ပါမယ်စီထည့်မယ်ပြီးလို့ရှိရင်အချိုမုတ်လေးအနေငယ်ထည့်ပါမယ်ပြီးရင်တော့စားလေးအနေငယ်ထည့်မယ်ဒီနေရာမှာငံပြရင်နဲ့တုတ်တာကပို့ပြီးတော့စားကောင်းပါတယ်ပြီးရင်တော့ကျွန်တော်အချက်မုတ်အနေငယ်ပဲမုတ်အနေငယ်လေးထည့်ပြီးတော့တေချာလေးတမအောင်နေလိုက်ပါမယ် ပဇွန်ကြောက်ကြိုက်တယ်ဆိုလို့ရှိရင်တော့ပဇွန်ကြောက်ပါထပ်ထည့်နိုင်ပါတယ်ကျွန်တော်ကတော့ပဇွန်ကြောက်ဒီတိုင်းပဲထည့်လိုက်တယ်တချို့ကတော့ထောင်းပြီးတော့ထည့်ပါတယ်ဒါဆိုလဲပို့ပြီးတော့စားကောင်းပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်ရဲ့လွယ်ကူရိုးရှင်းနဲ့ကျွန်တော်တို့တရက်ကျင်တုပ်လေးရပါပြီဒါကိုမှကျွန်တော်တို့အရေးသားအနေနဲ့ပဲဖြစ်ဖြစ်တခြားအရင်ဟင်းအနေနဲ့ပဲဖြစ်ဖြစ်တွဲစားလို့ရှိရင်တော့အရင်ထမင်းမိန်ပါတယ်ခင်ဗျာတရက်တီပေါ်တဲ့ကာလာဆိုလို့ရှိရင်တော့တရက်ချင်မဟုတ်ပဲနဲ့ဒီတိုင်းကျွန်တော်တို့တရက်တီလက်လက်ဆက်ဆက်ကိုမှချစ်ပြီးတော့တုပ်စားလို့ရှိရင်လည်းပို့ပြီးတော့စားကောင်းပါတယ်ခင်ဗျာ အခုဆိုရင်ကျွန်တော်ဟင်ဟင်းအိုးကလည်းပြန်ဆူလာပြီပေါ့နော်ဟင်းအိုးဆူလာတဲ့အခါမှာကျွန်တော်ကဒီခုနကအရင်ပြုတ်ပြီးတော့ဖယ်ထားတဲ့ငါးကောင်းတွေကိုပြန်ထည့်မယ်ပြီးလို့ရှိရင်စားလေးနဲ့ငယ်ထည့်မယ်ဒီနေ့ကတော့ကျွန်တော်ကတော့ခနောကြက်သားမော့အတုံးလေးကိုပေါ့နော်အတုံးလေးပဲထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ဒါဒီအားလုံးကိုဆူလာတဲ့အထိကိုပြန်ပြီးတော့တည်ပါမယ်ခင်ဗျာ ဟင်းအိုးပြန်စုလာပြီဆိုလို့ရှိရင်တော့ကျွန်တော်မှိုလေးတွေကိုပါထည့်လိုက်ပါတယ်ဒီနေ့ကျွန်တော်ပြုတ်တဲ့ငါးကောင်းဟင်းဂျိုကကြတော့ခြင်ဆက်လေးလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့သမင်းစားတဲ့အခါမှာကျွန်တော်တို့အရေးတောင်းအနေနဲ့စားလို့ရှိရင်အရန်ကိုစားကောင်းတဲ့ငါးကောင်းဟင်းဂျိုဖြစ်ပါတယ်ဟင်းအိုးပြန်စုလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ရှမ်းနန်နန်ကိုထည့်လိုက်ပါတယ်ဒါကကြတော့ကျွန်တော်တို့ဒီတောရွာတွေမှာမိုးအေးအေးလေးနဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့စားကောင်းတယ်ဒါမှမဟုတ်လို့ရှိရင်သမင်းပါမှာစားမဝင်ဘူးဆိုလို့ရှိရင်တော့ငါးကောင်းကိုဒီလိုမျိုးလေးလွယ်လွယ်ကူကူလေးပြုတ်စားလို့ရပါတယ်ခင်ဗျာ ပြီးလို့ရှိရင်ပုဂံနဲ့ထည့်ပြီးပြီးဆိုလို့ရှိရင်တော့ကျွန်တော်ကအပေါ်ကနေကြက်သွန်စိမ့်လေးဖြူလိုက်တယ်ပြီးလို့ရှိရင်ငရုတ်တိကြက်မုတ်လေးပါအနေငယ်ထည့်လိုက်တဲ့အခါမှာကျွန်တော်တို့ငါးတောက်ဆန်းပေါ့နော်ငါးအည်တောက်လေးရပါရခင်ဗျာဒါကလည်းအရန်ထမင်းမိန်ပြီးတော့လွယ်ကူရိုးရှင်းတဲ့ဟင်းအတွဲလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုပြန်လည်မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဘလုံးမှာပြန်တွေ့ပါမယ်ခင်ဗျာ